အလန်ဆာနောက်ပြန်ကန်ချက်နဲ့ဒူမိုသေးချောင်း FIFA ကိုတရီပေးလိုက်တဲ့ရော်နယ်ဒိုပရီးမီယာလုံးမဲမိလာများသူမြောင်အိုင်ဘတ်ခွန်ရှိဝေးအချက်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်ရန်ဒိုကတော့သူ့ကိုပြောဆိုဝေဖန်နေတဲ့သူတွေသူ့ကိုအမြဲတမ်းလိုက်ပြီးတော့တိုက်ခိုက်နေတဲ့သူတွေကိုလောရက်နဲ့ပဲပြန်ပြီးတော့တတ်သိပြခဲ့ပါရင်ဒီအပိုင်းမှာရန်ဒိုဟာသတင်းမီဒီယာတွေရဲ့ခေါင်းချီးပိုင်းဖြစ်ခဲ့တယ်ဆိုတာအားလုံးသိပဲဖြစ်ပါရင်ပြီးခဲ့တဲ့နိုင်ငံပွဲစဉ်တုန်းကလည်းလေဝေးစင်ကစားမဘွားပရမောင်းဆိုအနီကဲထိခဲ့တယ်လို့အင်ဖီရိုမာတော်နယ်ထွက်တဲ့ညစာသွားစားခဲ့တာ မေရိကန်တမရစီကနေရွှေသွားလက်ဆောင်ရတာတွေအထိရနယ်ဒိုဟာဘောလုံးသတင်းမီဒီယာတွေရဲ့သတင်းကောင်းကြီးပိုင်းဖြစ်ခဲ့တာပါ။ဒါအပြင်ပြီးခဲ့တဲ့ရက်တုန်းကလည်း FIFA က2026ခုနှစ်ကမ္ဘာပလာအတွက်တရားဝင်ပိုစတာထုတ်ပြန်ခဲ့ရမှာရနယ်ဒိုတမင်တက်တက်ချန်ထားခဲ့တဲ့ကိစ္စတွေလည်းရှိခဲ့ပါတယ်။ဒါကြောင့်လည်းရနယ်ဒိုအမကန်ပရိသတ်တွေက FIFA ရဲ့လုပ်ရဲ့အပေါ်ဝေဖန်တိုက်ခိုက်ခဲ့တာမျိုးတွေရှိပါတယ်။အခုခါမှာတော့ FIFA ကသူ့အပေါ်လုပ်ခဲ့တဲ့လုပ်ရဲ့တွေနဲ့ပတ်သက်ပြီးရနယ်ဒိုကသူ့ရဲ့ပုံစံအတိုင်းတွင်းကိုတွေနဲ့ပြန်လည်တက်တည်ပြလိုက်ပြီးဖြစ်ပါတယ်။ ဒီမနေ့ကညောင်ပိုင်းကကစားခဲ့တဲ့ Sorry Pro League ပွဲစဉ်မှာ NSA အသင်းဟာအခါလီအသင်းကို၄ဂိုးတိုးနဲ့နိုင်ရရှိခဲ့ပြီးဒီပွဲစဉ်မှာ Ronaldo ဟာအလန်းစားနောက်ပြန်ကန်ကျတဲ့အတွင်းဂိုးတိုးကိုသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ NSA နေနဲ့ပွဲချိန်39နာရီမှာတင်ဂျောင်ဖေးလေးရဲ့အတွင်းဂိုးနဲ့ဥဆောင်ထားနိုင်ခဲ့တယ်လို့၃မိနစ်ကြာမှာ Wesley ကနောက်ထပ်တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် Brownie အပြီးမှာတင်2စီးနဲ့ဥဆောင်ထားနိုင်ခဲ့ပါတယ်။အဲ့တော့ဒုတိယပိုင်းပြန်လည်စတင်လို့2မိနစ်အကြာမှာအခါလီဘက်ကခြေပါကုတ်ကိုတော့တွင်းယူလိုက်ခဲ့ပေမဲ့လည်းပွဲချိန်89မိနစ်မှာမာနီကနောက်ထပ်ဥဆောင်တကုတ်ထပ်မံတွင်းယူခဲ့တာကြောင့် တော်ဝရကိုလည်းနိုင်ရရှိနေခဲ့တာဖြစ်ပါရင်အဲနောက်တမန်ပွဲစားချိန်ပြီးဆုံးလို့နောက်ကျင်အချိန်ပေါ်6မိနစ်မှာတော့ရနေဒိုဟာအသင်းပေါ်ဘောရှင်ဖြတ်တင်ပြလိုက်တဲ့ဘောလုံးကိုနောက်ပြန်ကန်ကျန်းနဲ့အဆုံးတက်ပြီးအနဆာအတွက်ပွဲသိမ်းအနိုင်ကိုသွင်းယူပေးသွားခဲ့တာဖြစ်ပါရင်ဒါရနေဒိုအထွတ်အမြင့်တွင်းနေရတဲ့သွင်းကိုတကောဖြစ်ပြီးရနေဒိုအနေနဲ့ FIFA ကသူ့ကိုအသက်ကြီးလို့တမင်တက်တက် FIFA ရဲ့2026ကွာဘလာပိုစတာမှာမထည့်သွင်းတာလားဆိုတာကိုမေးခွန်းထုတ်လိုက်တဲ့ပုံစံပေါက်နေတာဖြစ်ပါရင် ရန်နောဂိုသွင်းယူပြီးတဲ့နောက်ကော်နာတက်ကိုပြေးသွားပြီးသူ့ရဲ့ပုံစံတိုင်းစီဝေးအောင်ဝဲခံနေတဲ့အောင်ဝဲခံခဲ့တယ်လို့ကွင်းထဲမှာရှိနေတဲ့အန်ဆာပရိသတ်တွေကလည်းသူတို့ရဲ့ဂုတ်ကြီးအတွက်မယုံနိုင်စရာမျိုးလုံးတွေနဲ့တောက်ပစွာကြီးနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ရန်နောလည်းရှိသေးမှာအသက်၄၀နှစ်ရှိနေပြီဖြစ်ပေမဲ့သူဟာနောက်ပြန်ကန်ကျတဲ့အလန်းစားသွင်းကိုတွေသွင်းယူနေဆဲဖြစ်ကြောင်းသူဟာပေါ်တူဂီအသင်းအတွက်သာမကဘောလုံးလောကအတွက်အရေးကြီးတဲ့ကစားသမားတစ်ယောက်အဖြစ်ရှိနေဆဲဖြစ်ကြောင်းကို FIFA ကိုတမလန်အနေနဲ့တင်ပြလိုက်တာလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲအပြီးမှာ Redo ရဲ့ပြည်သက်တွေက FIFA ရဲ့လုပ်ရက်ကိုပြန်လည်စဉ်းစားဖို့အတွက် ပြောဆိုခဲ့တာမျိုးရှိသလို Redo ရဲ့နောက်ပြန်ကန်ချက်ကိုချီးကျူးခဲ့တာမျိုးလည်းရှိပါတယ်။ပြည်သက်တို့က Redo ရဲ့လမ်းစာသွင်းကိုထားကြည့်စမ်းပါအောင် FIFA ရင်ဒီလိုကစားမမျိုးကိုဘာကြောင့် poster မှာမထည့်ရတာလဲဆိုပြီးတော့မေးခွန်းထုတ်သွားခဲ့ပါတယ်။အခြားပြည်သက်တို့ကလည်း ရန်နိုကအခုချိန်မှာအသက်လေးဆယ်နှစ်ရှိနေပြီဖြစ်ပေမဲ့ဘောလုံးလောကမှာအဓိကကစားသမားတစ်ယောက်ဖြစ်ရှိနေသေးဆိုတာ FIFA ကို3ပေးလိုက်တာပဲဖြစ်မယ်ဆိုပြီးတော့ပြောဆိုသွားကြတာဖြစ်ပါတယ်။အခြားပြိုင်တဲ့သူကလည်းအသက်လေးဆယ်နှစ်အရွယ်မှာရိုနယ်ဒိုလိုမျိုးနောက်ပြန်ကန်ချမ်းတဲ့ဂိုးသွင်းနိုင်တဲ့ကစားသမားရှင်တယောက်လောက်ပဲပြပါ။ဒီလိုကစားသမားမျိုးကိုပိုစတာမှာတင်ပြတက်တက်ချန်ထားကြတာက FIFA ရဲ့မထီမဲ့မြင်အလုပ်ရပဲဆိုပြီးတော့ပြောဆိုသွားကြတာဖြစ်ပါတယ်။ အခုချိန်မှာ Railway ရဲ့ NSR အသင်းဟာ Sorry Pro League မှာတောက်လျှောက်ပုံစံကောင်းနေပြသနေပြီး Sorry Pro League ပွဲစဉ်ကိုပွဲအပြီးမှာရှုံးပွဲမရှိပဲရမတ်28ပဲနဲ့မပေးစရာကိုဆက်လက်ဦးဆောင်ထားနိုင်ကြတာဖြစ်ပါတယ်ဒါပြင်ဒုတိယနေရာကအဲဒီလေအသင်းကိုလည်းရမှတ်၄မှတ်တိဖြတ်ထားနိုင်တာကြောင့်ဒီရသည် sorry pro league အမှတ်ပေးချန်ပီယံဆုကိုရရှိဖို့တဲ့အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ view လေးကတော့ပါမယ်။နောက်နေ့မှလည်းအကစားလေးပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။